မွန်ပြည်နယ်မော်လမြိုင်မြို့ရှိမျိုးဝင်မျိုးထွက်နေရာတွေမှာစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာပူပေါင်းအဖွဲ့တွေကမတင်ကာတဲ့သူတွေကို National Database စနစ်နဲ့ဆက်ဆေးပြီးဖမ်းဆီးတာတွေပြုလုပ်လာတယ်လို့ဒေသခံတွေကတလင်ထမ်းမှုပြောပါရယ်။ National Database စနစ်ဟာ EID စနစ်နဲ့နိုင်ငံတွင်းနေထိုင်သူတွေရဲ့အခြေလက်တွေကိုကောက်ယူထားပြီးစုစည်းထားတဲ့နေရာတစ်ခုလည်းဖြစ်သလိုလိုအပ်ပါကလူပုဂ္ဂိုလ်ရဲ့အခြေလက်တွေကိုရှာဖွေနိုင်တဲ့စနစ်တစ်မျိုးဖြစ်ပါရယ်။ National Database စနစ်နဲ့အမှတ်ပုံတင်အချက်အလက်တွေကိုကွန်ပျူတာဒါမှမဟုတ် tablet ထဲရိုက်ထည့်လိုက်ပါက Parson Scrutinization and Monitoring System အားလုံးကြာရောက်လာပြီးပြမှုရှိရှိကစစ်ဆေးနိုင်တာပါဟိုလီမြိုင်မြို့မှာတော့ပြီးခဲ့တဲ့မတ်လ15ရက်နေ့ကစက်မှုဆောင်ရက်ွက်အဋ္ဌယံတရားရှိစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာလူငယ်တအူးကို National Database စနစ်နဲ့စစ်ဆေးပြီးဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီနဲ့နှီးဆက်သူတွေကပြောပါတယ် ဖန်ဆီးခံရတဲ့လူငယ်ဟာမော်လမြိုင်မြို့ရွှေမြိုင်တီပြီးရက်ကွက်မှာနေထိုင်သူဖြစ်ပြီးမိခင်ဖြစ်သူနန်းစီရီယံမွန်းနန်းဆီယာမကိုဖန်အမျိုးမှာတွားရောက်တွေ့ဆုံပြီးနောက်အပြန်မှာဖန်ဆီးခံခဲ့ရတာပါဖန်ဆီးခံခဲ့ရတဲ့လူငယ်ဟာမော်လမြိုင်မြို့မှာပြင်းမှုရှိပေမဲ့မန္တလေးတိုင်းမိထီလာမြို့မှာရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်90ညနဲ့အမှုဖွင့်ခံထားရပြီးစစ်မှုဆောင်နယ်မြေရဲစခန်းမှာဖန်ဆီးထိန်သိမ်းခဲ့တာပါ မြန်မာနိုင်ငံမှာတော့ National Database စနစ်တည်ဆောက်ရေးဥဆောင်ကော်မတီကိုစစ်ကောင်စီကပြီးခဲ့တဲ့2022ခုနှစ်မေလ22ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး2023ခုနှစ်ဩဂုတ်လ19ရက်နေ့မှာကော်မတီကိုပြင်ဆင်ဖွဲ့စည်းခဲ့တာပါ National Database စနစ်ကိုလှုပ်ဆောင်မှုအတွက် EID စနစ်အကောင့်ထည့်ဖို့ဆောင်ရွက်တဲ့နေရာမှာတော့ကိုယ်ရေးအချက်အလက်တွေကောက်ယူပြီး database ထဲထားဇီဝဆိုင်ရာအချက်အလက်တွေကောက်ယူတာနဲ့စီစစ်တာ Unique ID UID နံပါတ်ထုတ်ပေးတာအပြင်အဆင့်50နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ် ်အခုနောက်ပိုင်းစစ်ကောင်စီဟာမြို့ဝင်မြို့ထွက်တွေမှာ National Database စနစ်ကိုအသုံးပြုပြီး CDM ဝန်ထမ်းတွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစစ်ပြေးရဲပြေးအပြင်ပြည်မှုကျူးလွန်သူတွေကအစရှာဖွေမှုတွေပြုလုပ်နေရလို့စစ်ကောင်စီအတိုင်းဝန်ထံကနေသိရှိရပါတယ်